အားလုံးပဲမင်္ဂလာပါရှေဘလုံး YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့မနေ့ညကစနေနေ့မှာကစားခဲ့တဲ့ဝယ်စင်တွေကိုရွေးချယ်သုံးသပ်ရမှာကျွန်တော်တို့သုံးပွဲထီအောင်တော့မှတ်ကန်မှုရှိခဲ့ပါတယ်ဒီကိုလို့အနေနဲ့ယနေ့ညရွေးပြီးမဲ့ဝယ်စင်တွေကိုလည်းဒီကိုလို့အနေနဲ့အကြိုက်တွေ့ခဲ့တယ်ဆိုလို့ရှိရင်အကြိုက်တွေ့ရလေးရှိခဲ့မယ်ဆိုလို့ရှိရင်ယူပြီးတော့မှသုံးဆွဲနိုင်ပါတယ်အဲ့တော့ဒီနေ့ည ုံးသက်ပေးမယ်ဝယ်စဉ်တွေကတော့ပထမဝယ်စဉ်အဖြစ်ခရစ်စတယ်ဘဲလီအသင်းနဲ့မန်ယူပဲဖြစ်ပါတယ်ခရစ်စတယ်ဘဲလီအသင်းနဲ့မန်ယူအသင်းမှာဆိုလို့ရှိရင်ခရစ်စတယ်ဘဲလီကအိမ်ကွင်းမှာအနှုတ် level 40ရှုံးပေါက်ပေါက်ပါတယ်ဂိုးပေါင်းအနေနဲ့ကတော့၃ပေါင်း60ပေါက်ထားဟာတာဖြစ်ပါတယ်အဲ့တော့ခရစ်စတယ်ဘဲလီကအိမ်ကွင်းမှာအင်တန်အင်တန်ကောင်းမွန်တဲ့အသင်းအသင်းလို့ဆိုရမှာပါနော်အဲ့တော့သူ့ရဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင် သုံးပွဲနိုင်တပွဲသေးရေတပွဲရှုံးထားပါတယ်ရှုံးတဲ့တပွဲကတော့ပြီးခဲ့တဲ့ရပ်ပိုင်းကကစားခဲ့တဲ့ဆက်စထရော့ဘောနဲ့အဝေးကွင်းမှာ2-1နဲ့ရှုံးခဲ့တာပဲဖြစ်ပါတယ်မယူသိန်းရဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲနိုင်နှစ်ပွဲသေးရေနဲ့တပွဲရှုံးထားပါတယ်ရှုံးထားတဲ့တပွဲကတော့အရင်ဘက်ကကစားခဲ့တဲ့ Everton နဲ့ပွဲဖြစ်ပြီးတော့မှအိမ်ကွင်းမှာ0-1နဲ့ရှုံးခဲ့တာဖြစ်ပါတယ်မယူသိန်းနေနဲ့ပြီးခဲ့တဲ့ပတ်မှာကစားခဲ့တဲ့ကစားပုံကတော့ အဲဆိုးရတဲ့အထဲမှာပါပါတယ်ဝေးခွင်းကစားအားနေကြည့်မယ်ဆိုလို့ရှိရင်တော့မဆိုးဘူးလို့ပြောလို့ရပါတယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်သူတို့နှစ်ဦးရဲ့ပရီးမီးယားလိထိတ်တိတ်ပြစ်ဆုံးမှုနောက်ဆုံး၅ဘွဲမှာဆိုလို့ရှိရင်တော့မန်ယူတင်းကတပွဲနိုင်ထားပါတယ်ကက်စတဘယ်လိတင်းက၃ဘွဲနိုင်ပြီးတော့မှတရီတပွဲကျထားပါတယ်အဲ့တော့ level 40ရှုံးပေါက်တဲ့ဒီဘွဲမှာဆိုလို့ရှိရင်ကျွန်တော် မန်ယူတင်းကိုပဲပိုကြိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခရစ်စတဘယ်လီတင်းကပြီးခဲ့တဲ့ပတ်မှာကွန်ဖရင့်လိကစားထားတဲ့အတွက်ပွဲပန်းထာကတကြောင်ဝေးဝင်းမှာမန်ယူတင်းနေနဲ့တရေတပွဲရောက်တရေတမတ်ရောက်အောင်တော့စွမ်းဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲဒါကြောင့်မလို့အနေဆုံးတရေကျနိုင်တဲ့မန်ယူရဲ့ရွေးချယ်ချင်ပါတယ်။အဓိကရွေးချယ်ချင်တာတော့ဂိုးဘော်ပဲဖြစ်ပါတယ်။ကျွန်တော်ဂိုးဘော်ကိုရွေးချယ်ပါတယ်။ ခုဥပမာဆိုလို့ရှိရင်နှစ်ပွဲပေါင်း၃လုံးရဲ့အထက်မှာရှိနိုင်မယ်လို့ယူဆပါတယ်။အဲကြောင့်မလို့မယူသိန်းကိုကျွန်တော်ဂူးပေါ်ကိုပို့ချိုက်ပါတယ်။နောက်တစ်ပွဲကတော့ AB လာနဲ့ဟူဖြစ်ပါတယ်။အဲ့တော့ AB လာကအင်ကွင်းမှာဟူကိုတဲ့နှုတ်20ပေါက်ပါတယ်။ AB လာတင်းကတော့ကျွန်တော်တောက်လျှောက်နိုင်ပွဲတွေရနေတဲ့အတင်းလို့ပြောမှာဖြစ်ပါတယ်။နောက်ဆုံး၅ပွဲမှာ၄ပွဲထိအောင်နိုင်ရရှိအောင်ဆွမ်းဆောင်ထားနိုင်တာကိုတွေ့ရပါတယ်။ ်အင်ဂွင်းကစားလည်းအင်မတန်မှကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်။ဘူးရဲ့နောက်ဆုံး၅ပွဲကတော့၅ပွဲသလုံးရှုံးနိုင်ထားပြီးတော့မှဒီရာသီမှာအဆင့်နောက်ဆုံးကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီရာသီမှာဆိုးဝါးလာတဲ့ခြေစွမ်းနေနဲ့ရင်ဆိုင်နေရတဲ့အူအသင်းအဖိုးကတော့ Aston Villa ကိုမနိုင်နိုင်ပါဘူး။အဲ့တော့ဒီပွဲမှာကျွန်တော် Aston Villa ကိုပဲရွေးချယ်ပါတယ်။ Aston Villa အသင်းကပဲနိုင်ရရှိသွားလိမ့်မယ်လို့ထင်ပါတယ်။အဲ့တော့ကျွန်တော် Aston Villa အသင်းကိုရွေးချယ်ပါတယ်။ နောက်တစ်ပွဲကတော့ Northern Fallen နဲ့ Brighton တင်းတို့ပဲဖြစ်ပါတယ်။ Northern Fallen နဲ့ Brighton တို့ပါဆိုလို့ရှိရင်ဒဲပေါက်ဖြစ်ပါတယ်။၉ပေါင်းနေနဲ့ကတော့၃ပေါင်း90ပေါက်ပါတယ်။ဒီဘက်မှာဆိုလို့ရှိရင် Northern Fallen ကအင်္ဂွင်းမှာပြန်ဘက်မှာ Liverpool ကိုဝေးခွင်းမှာ Z3 နဲ့အနိုင်ရရှိထားတယ်။ Lee ကိုလည်း3-1နဲ့အနိုင်ရရှိထားပါတယ်။နောက်တစ်ခါကျွန်တော်တို့ Manbo Thing ကိုလည်းအင်္ဂွင်းမှာ 3C ဆိုရရလက်နဲ့အနိုင်ရရှိပြီးတော့မှ ောက်ဆုံး၅ပွဲမှာ၃ပွဲအထိနိုင်အောင်ဆန်းဆောင်ပြီးတော့မှ၂ပွဲတည်းကြာထားပါတယ်အဲ့တော့ဒီပွဲမှာ Nottingham Forest ရဲ့အင်ဂွင်ကစားကောင်းမွန်တာကိုအသိမှတ်ပြုပါမှာဖြစ်ပါတယ်ဒါပေမဲ့ Brighton ရဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင် Man U နဲ့ Arsenal လွဲလို့ကျန်တဲ့၂သင်းကိုနိုင်ပြီးတော့မှ Crystal Palace နဲ့တည်ကြာထားတာကိုတွေ့ရပါတယ်အဲ့တော့ Brighton ရဲ့ ခြေဆွမ်းကလည်းဒီရည်ဒီမှာညံ့နေထင်မှာမပါပါဘူး။နောက်တရံဖောတဲ့အနေနဲ့ဂျားရဲမှာကစားထားတဲ့ပွဲတွေရှိရကြောင်းမလို့ပွဲပန်းနေနိုင်ပါတယ်။ဒါပေမဲ့ဒီပွဲမှာကျွန်တော်ဘူးပေါ်ဘူးပဲရွေးချယ်ပေးခြင်းပါတယ်။နှစ်သင်းရဲ့သင်ကိုအများမှာရရှိလိမ့်မယ်လို့ထင်ပါတယ်။သုံးကိုရဲ့သုံးကိုနဲ့သုံးကိုအထက်မှာရှိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မလို့3ပေါင်90ပေါက်တယ်။သုံးလုံးရှိရင်အပြည့် နှီးပါပြောင်းရှင်ရမယ်ဂိုးဘော်ကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲအနေနဲ့ကတော့ဝက်ဆန်နဲ့လစ်ဗာပူးတင်မှာဖြစ်ပါတယ်ဝက်ဆန်ကအင်ကွင်းမှာဖြစ်ပြီးတော့လစ်ဗာပူးကအဝေးကွင်းမှာတက်ပေါင်း90ပေါက်ပါတယ်ဒီပွဲဟာအဓိကပြောမှာဆိုရင်တော့လစ်ဗာပူးပဲဖြစ်ပါတယ်လစ်ဗာပူးရဲ့ဒီနောက်ပိုင်းမှာချီစွန်းနေရတောက်လျှောက်ဆိုးဝါးနေတာဖြစ်ပါတယ်နောက်ဆုံး၅ပွဲမှာ၃ပွဲထိထိရှုံးထတာကိုတွေ့ရမှာဖြစ်ပါတယ်ပရီးမီးယားလိဂ်၁၂ပွဲမှာ ပရီးမီးယားလိဆန်တဲ့ပွဲမှာ6ပွဲတိတိရှုံးထားပြီးသားဖြစ်ပါတယ်။ဟုတ်အခုနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆိုလို့ရှိရင်လည်းမန်စီးတီးကို3ဂိုးပြန်ရှုံးတယ်။နော်တန်ဖောရက်ကို3ဂိုးပြန်ရှုံးပါတယ်။ချန်ပီယံလိမှာဆိုလို့ရှိရင်လည်း PSV ကို1-4နဲ့ရှုံးနိုင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဝက်ဆန်အနေနဲ့ကတော့ကျွန်တော်နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲသေး နှစ်ပွဲနိုင်တပွဲတရီနှစ်ပွဲရှုံးဆိုတဲ့ရလာရရှိထားတာဖြစ်ပါတယ်အဲ့တော့သူနှစ်ဦးရဲ့ချင်းတွေကိုကြည့်ရမှာဆိုလို့ရှိရင်เนาะဝက်ဆန်းကအင်ကွင်းမှာမားတဲ့အသင်းဖြစ်တာကြောင့်မလို့လီဗာပူးအနေနဲ့နိုင်ရရှိဖို့ဆိုရင်တော့အတော်ရုန်းကန်မှာဖြစ်ပါတယ်တစ်ပေါင်း90ပေါက်ထားတာကြောင့်မလို့ဒီပွဲဟာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ရွေးချယ်ပေးရမှာဆိုလို့ရှိရင်တော့ကျွန်တော်ဂိုးဘော်ကိုပဲကြိုက်ပါတယ်ဘာလို့လဲဆိုတော့နှစ်သင်းရဲ့ဂိုးသွင်းအား ကိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဂူပေါင်း3နှုတ်30ဆိုတာကအနည်းဆုံး3ခုနဲ့နှစ်သင်းပေါင်း3ခုနဲ့အထက်မှာရှိနေတယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဂူပေါ်ကိုရွေးချယ်ပေးခြင်းပါတယ်။နောက်တစ်ပွဲကတော့ Chelsea နဲ့ Arsenal ဖြစ်ပါတယ်။ Chelsea နဲ့ Arsenal ကထိတ်တိုက်တွေ့ဆုံမှုနဲ့ပွဲမှာကျွန်တော်နှစ်သင်းသလုံးဟာအင်မတန်ကောင်းမွန်ကြတဲ့အသင်းတွေပဲဖြစ်ပါတယ်။ Chelsea ကဆိုလို့ရှိရင်လည်းနောက်ဆုံးမှာအတော့ကိုခြေစမ်းပြပြီးတော့မှ နိုင်ပွဲတွေစက်တက်ရယူနေတာပဲဖြစ်ပါတယ်။နောက်ဆုံး၅ပွဲမှာစပါးကိုနိုင်တယ်။ဘူးကိုနိုင်တယ်၊ဘန်လီကိုနိုင်တယ်၊ဘာစီလိုနာကိုအင်ကွင်းမှာ3-0ဆိုတဲ့ရလဒ်နဲ့နိုင်ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အာဆင်နယ်လည်းသူဒီလောက်မှာပဲအာဆင်နယ်လည်းကျွန်တော်တို့နောက်ဆုံးမှာနိုင်ပွဲတွေအများကြီးရရှိထားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဒီမသိရဆိုလို့ရှိရင်ကျွန်တော်တို့ပေါင်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်က level 50ရှုံးပေါက်ပါတယ်။ဂူပေါင်းနေနေရတာ290ပေါက်ပါတယ်။ ီပွဲဟာကျွန်တော်တို့အမျိုးမျိုးဖြစ်သွားနိုင်ပါတယ်ချယ်ဆီသင်းရဲ့အိမ်ကွင်းမှာဖြစ်တာအကြောင်းမလို့အာဆင်နယ်တို့အလယ်ကူနဲ့အနိုင်ရရှိလိမ့်မယ်လို့ထင်ပါဦးအားကြောင့်မလို့ဒီပွဲဟာကျွန်တော်အများဆုံးသိရဖြစ်သွားနိုင်တဲ့ပွဲဖြစ်ပါတယ်ဂိုးပေါင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဂိုးအောက်ဖြစ်သွားနိုင်တဲ့ပွဲဖြစ်ပါတယ်နောက်တင်းတစ်လုံးကတော့ဂျာပွဲမှာချန်ပီယံလိဂ်ကန်ထားတဲ့အရှင်ကြောင့်မလို့ကျွန်တော်တို့နောက်တင်းတစ်လုံးကတော့ ပွဲပန်းနေတာအမှန်ပါပဲအဲ့တော့နှစ်နှုတ်90နှလုံးအပြည့်ရှုံးပြီးပါကြတဲ့အတွက်ဒီပွဲဟာ1 0 1 1 0 1 2 0 2ဒီဒီမဝင်ကျင်တော့ပဲရှိနေနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကိုယ့်အကူပဲယူချင်ကြပါတယ်နောက်တစ်ပွဲကတော့ German Bundesliga ပွဲဖြစ်တဲ့ Hamburgness Together ပဲဖြစ်ပါတယ်အဲ့တော့ Hamburg ကအင်္ဂလိပ်မှာဖြစ်ပြီး Stuttgart ကအဝေးဘက်မှာဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Stuttgart ကနေပြီးတော့မှာ level 60ရှုံးပေါ့ပါတယ်ကိုအနေနဲ့ဆိုရှင်တော့3နှုတ်30ပေါ့ပါတယ်အဲ့တော့ဒီနှသိန်းရဲ့အကြောင်းကိုသူတို့နဲ့လူရင်းရွေးချယ်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်ဘိုးဘော်ကိုပဲကြိုက်ပါတယ်နှသိန်းပေါင်းကိုအများဖြစ်နိုင်မယ်လို့ပဲယူဆပါတယ်အားကြောင့်မလို့ကျွန်တော်ရွေးချယ်ပြီးသွားတဲ့အကြောင်းအရာတွေနဲ့ညီကိုတို့အကြိုက်တူခဲ့မယ်ဆိုလို့ရှင်ကျွန်တော်တို့အသုံးပြနိုင်ပါတယ်အားလုံးကိုကျေးဇူး